မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ29ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာလူသက်ဓမြတိုင်းမှုကျူးလွန်သူများကိုမုံရွာမြို့နယ်ပလဖကဖမ်းဆီးထားပြီးတော့တရားရုံးချုပ်ရက်ရီမန်ကြီးနှစ်ပတ်ယူကာစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီဇမလာ26ရက်နေ့မနက်9:00နာရီအချိန်ကမုံရွာမြို့တလားအမှတ်၄ရက်ကမိုးကောင်းလန်းအတွင်းမှာရှိတဲ့အသက်40အရွယ်လုပ်ငန်းရှင်အမျိုးသမီးတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ကကားကိုယူပြီးတော့ထွက်ပြေးသွားတဲ့အဖွဲ့ကိုမုံရွာမြို့နယ်ပလဖတာဝန်ခံကိုအာကူဦးဆောင်ပြီးတော့မုံရွာမြို့နယ်ပကဖတက်ရင်တရဲဘော်များနဲ့အတူပူးပေါင်းပြီး7နှစ်အရွယ်အတွင်းမှာဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီလူသက်ဓမြတိုင်းမှုကျူးလွန်သူများဟာ ပြစ်ခတ်မှုကျူးလွန်သူ အသက်18နှစ်အရွယ်မောင်မင်းတန်အသက်19နှစ်အရွယ်မောင်အောင်လေးခေါ်ငတဲ့အသက်22နှစ်အရွယ်မောင်ခမ်းအသက်18နှစ်အရွယ်မောင်အောင်ချမ်းစဉ်အသက်20အရွယ်မဖြူဖြူငိမ့်နဲ့အသက်20အရွယ်မလက်လက်မုံတို့ဖြစ်တယ်လို့သိရပါတယ်ဖြစ်ရတဲ့အကြောင်းရင်းရယ်ဘလို့လောက်ခဲ့ကြတယ်ဆိုတာတွေကိုစစ်ဆင်းနေတော့မှာ ချုပ်ရရီမန်ကြီးနှစ်ပတ်ယူထားပါတယ်စစ်စေးပေါ်ပေါက်ချက်တွေကိုမီဒီယာကနေပြီးတော့တဆင့်ချပြပေးသွားပါမယ်အခုကတော့တရားရုံးရီမန်ကြီးနှစ်ပတ်ယူပြီးတော့သူတို့ကိုစစ်ဆေးနေတာပါလို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖတ်တာဝန်ခံကိုအားကူးကပြောပြထားပါတယ်အဲ့ဒီလူသက်ဓမြတိုင်းမှုကျူးလွန်သူများကိုဒီကနေ့မှာချုပ်ရရီမန်ရယူကစတင်စစ်ဆေးမှုတွေပြုလုပ်နေပြီးတရားခဏ်များရဲ့ထွက်ဆိုချက်များထပ်မံပေါ်ပေါက်လာပါက မုံရွာမြို့နယ်ပါလာဖားရဲ့ Facebook page ကနေပြီးတော့ဆက်လက်အသိပေးထုတ်ပြန်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဓမြတိုက်သူများရဲ့ပြစ်ခတ်မှုကြောင့်စီးပွားရေးလုပ်ငန်းရှင်အသက်40ကျော်အရွယ်မမုံမုံဆန်းဟာတိတ်ဆုံးခဲ့ရပြီးတော့တာသမီ3ဦးကြံရစ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်ပုပ်ပါတောင်မကြီးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဆက်သွယ်ရေးစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၂ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာ၂ဦးစလုံးတိတ်ဆုံးပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ28ရက်နေ့ည6:00နာရီကမှကြောက်ပရောင်းမြို့နယ်ပုပ်ပားတောင်မကြီးပေါ်မှာရှိတဲ့ဆက်သွယ်ရေးစခန်းမှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား3ဦးကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကအရာခံဗိုလ်အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား2ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့တအူးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။အရှင်ဖမ်းဆီးရမိသူ2ဦးကိုစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးတဲ့နောက်စစ်တုံးမှန်းဦးတွေနဲ့အညီတော်လိုင်းတပ်ဖွဲ့များရဲ့နယ်မြေကိုခေါ်ဆောင်လာတဲ့အချိန်မှာ လမ်းမှာခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာနှစ်ဦးစလုံးတေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအရှင်ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားနှစ်ဦးစီကနေပြီးတော့ MA 11တနတ်တလား UZ တနတ်တလားနဲ့ခဲရများကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။စစ်ရဲတွေအရှိန်မြင့်မှာဖြစ်တဲ့အတွက်ပြည်သူတွေကိုစစ်ခွေးတွေနဲ့ဝေးဝေးမှနေစေချင်ပါတယ်။ပြီးတော့စစ်ရဲအရှိန်မြင့်ဖို့အတွက်ကမ်ပိန်းလေးတွေမှာလည်းပါဝင်ကူညီပေးကြဖို့ပြောချင်ပါတယ်လို့ Pope Production and Guerrilla Force PPGF ပုတ်ပားပျောက်ကြားတပ်ဖွဲ့ကရဲဘော်ပြတ်တာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပုတ်ပား Gorilla Force PGF တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်ဖြစ်တဲ့မြင်းကြံ Black Tiger MBD တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနတ်မောက်မြို့နယ်မှာပြည်သူတအုပ်ကိုတပ်ဖြတ်ပြီးတော့ကြေးရွာများကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်တပ်ကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်20လောက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ28ရက်နေ့မနက်10:50မိနစ်ခန့်မှာနမ်မောင်မြို့နယ်တင်မုံငုံကြီးရွာအနီးမှာအင်အား90ခန့်ပါတဲ့အကြမ်းဖက်စစ်ကားတစီးကိုနမ်မောင်မြို့နယ်တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကနှစ်ချိန်မိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ခန့်တိတ်ဆုံးသွားပြီးတော့အများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့သူတွေကိုနမ်မောင်မြို့ပေါ်ကနာရီကနှစ်စီးကုန်တင်ကားတစီးအပါဝင်စစ်တပ်စစ်ကူက၄စီးအပါဝင်ရဲကားများနဲ့ပါလာရောက်ပြီးတော့တဲဆောင်သွားတယ်လို့သိရပါတယ် ။တင်ပုံးဂုံကြီးထိပ်ကတန်လန်းသားမှာကံကောင်းတကြောင်းထိုးလန်းလို့ခေါ်တာပေါ့။ကတ်တရလန်းသားရောက်တဲ့အချိန်နမောက်မြို့ကိုပြန်ဝင်မဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ခဲ့တာ။အဲ့ဒီစစ်ကြောင်းကကမ်းပြိုရွာနဲ့ကတ်ရလမ်းမကိုရောက်တဲ့အချိန်မှာဘီလန့်မြေကားတစီးကိုပေါ်တာဆွဲပြီးတော့သွားလိုက်တာ။ကျွန်တော်တို့ကမိုင်းကွင်းနှစ်ကွင်းဆင်ထားတာပထမတကွင်းကိုဆွဲတဲ့အချိန်မှာကားကပြတ်သွားပြီးတော့ရက်သွားတယ်။အဲ့ဒီအချိန်မှာတနက်တည်းနဲ့ပြစ်ပြီးကားပေါ်ကနေအကုန်လုံးအုပ်လိုက်ကြီးကိုဆင်းချလာတာမိုင်းကွင်းထဲမှာအုပ်လိုက်ကြီးရောက်နေတဲ့အချိန်အနောက်မိုင်းကွင်းကိုဆွဲလိုက်တာ အရာရှိပါတည်တယ်လို့ကနအူးသတင်းရထားပါတယ်။မိုင်းဆွဲပြီးတော့အကုန်တုံးလုံးပက်လက်တွေဖြစ်နေတာကိုအယောက်20ဝန်းကျင်လောက်ရှိတယ်လို့သတင်းရထားတယ်။အယောက်20လောက်တေးတာကိုခံမှန်းလို့ရတယ်။အဲ့ဒီလိုမျိုးတုံးလုံးပက်လက်ဖြစ်နေတဲ့ဟာတွေကိုလမ်းဘေးမှာဆွဲချထားပြီးခရီးသွားကားတွေကိုတားနေတယ်လို့သတင်းရထားတယ်လို့ နမောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါရယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟောင်းဒီသမားလာ22ရက်နေ့မနက်9:00အချိန်ကမှနမောင်မြို့နယ်ဆိုင်ခေါင်းကြီးရွာဘက်ကနေပြီးတော့မြင်းနယ်ကြီးကြီးရွာဘက်ကိုဝင်ရောက်ခဲ့ပြီးနေအိမ်တလုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါရယ်ဆက်လက်ပြီးတော့ပန်းညိုကြီးရွာအတွင်းကိုဝင်ရောက်ကပန်းညိုကြီးရွာကပြည်သူအားလုံးကိုဖုန်ကြီးကြောင်အတွင်စုစည်းပြီးတော့ဖမ်းထားတာ နေများကိုဝင်ရောက်မှွေနှောက်ပြီးပြည်သူပိုင်းရွှေ၁၀ကျပ်သားအပါအဝင်တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းယူဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီကနေမှတစဉ်60ကျေးရွာကိုဆက်လက်ဝင်ရောက်ပြီးတော့60ကျေးရွာနေ ဥမောင်ဆန်းကိုပြစ်ခတ်တတ်ဖြတ်ခဲ့ပြီးတော့နေအိမ်သုံးလုံးကိုလည်းထပ်မံမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါဗါးဒါအပြင်လမ်းပေါ်မှာတွေ့တဲ့ဆိုင်ကယ်နှစ်စီးကိုလည်းမိရှုဖြတ်စည်းသွားတယ်လို့သိရပါဗါဒီဇမလ23ရက်နေ့ကလည်းနမ်မောင်မြို့နယ်ကံလေးကုန်းရွာအနောက်ဘက်မှာနမ်မောင်မြို့နယ်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့တော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်အတွင်းမှာရှိတဲ့တရုတ်စီမံကိန်းများတွေကအမေရိကန်ဒေါ်လာတန်ပေါင်းတောင်းနဲ့ချီပြီးတန်ဖိုးရှိတယ်။တရုတ်စီမံကိန်း10ခုကိုအရခတက်တော့ AA ကထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မှာတရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းစုစုပေါင်း17ခုရှိတယ်တဲ့က10ခုကို2024ခုနှစ်ဒီဇင်ဘာလ24ရက်နေ့အထိအချက်လက်တွေအရ အရခတ်တတော် AA ကထိန်းချုပ်ထားကြောင်း ISP မြန်မာကဒီဇင်ဘာလ28ရက်နေ့မှာထုတ်ပြန်ပြောဆိုထားတာကိုတွေ့ရပါတယ်။ American Dollar တန်1090တန်မိုးရှိတယ်။သဘာဝတန်ငွေပိုက်လိုင်း အမေရိကန်ဒေါ်လာပန်းတပေါင်းတထောင်တန်ဖိုးရှိတယ်မန္တလေးကြောက်ဖြူရထားလန်အမေရိကန်ဒေါ်လာတန်းထောင်500တန်ဖိုးရှိတယ်ရေနံပိုင်လိုင်းအမေရိကန်ဒေါ်လာတန်း600တန်ဖိုးရှိတယ်ကြောက်ဖြူရေနံစိတ်ကန်းနဲ့အထူးစည်းဝါးရေးစုံအမေရိကန်ဒေါ်လာတန်း180တန်ဖိုးရှိတယ်ကြောက်ဖြူသဘာဝဓာတ်ငွေသုံးစွန့်ရင်စီမံကိန်းလို့ဖြစ်ပြီးတော့စုစုပေါင်းအမေရိကန်ဒေါ်လာတန်ပေါင်း23380ကိုအရခတက်တော် AA ကထိန်းချုပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ကြောက်ဖြူအန်ရထားလန်အန်လီအားလျက်စီမံကိန်း မန္တလေးကြောက်ဖြူကားလန်ကြောက်ဖြူနေပြည်တော်ကားလန်တန်တွဲလေအားလျက်ဆက်စီမံကိန်းတို့ကိုလည်းအေအေကထိန်းချုပ်ထားပြီးတော့စီမံကိန်းများရဲ့တန်ဖိုးများကိုတော့မသိရသေးကြောင်း ISP မြန်မာကပြောဆိုထားပါတယ်အဲ့ဒီအထဲမှာတန်တွဲနဲ့အမ်းမှာရှိတဲ့လေအားလျက်ဆက်စီမံကိန်းတွေကိုအပြည့်အဝထိန်းချုပ်ထားပြီးတော့ကြောက်ဖြူရေနှက်စိတ်ကန်းနဲ့အထူးစည်းဝါးရေးစုံစီမံကိန်းမန္တလေးကြောက်ဖြူရထားလန်စီမံကိန်းကြောက်ဖြူနေပြည်တော်ကားလန်စီမံကိန်း ်တရုတ်မြန်မာရေနိုင်တဲ့သဘာဝတန်းကိုပိုက်လိုင်းတွေအပါအဝင်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုဒစိမ့်တစ်ပိုင်းထိမ့်ချုပ်ထားတယ်လို့ ISP မြန်မာကပြောဆိုထားပါတယ်။အဲ့ဒီအချက်အလက်များဟာ ISP မြန်မာကစုဆောင်းထားတဲ့အချက်အလက်များသာဖြစ်ပြီးတော့မြေပြင်အခြေအနေနဲ့အနှဲငယ်ကွဲလွဲမှုရှိနိုင်တယ်လို့သိရပါတယ်။အရက်ခတ်တတော် AA ဟာတန်လွဲမြို့နယ်ငပလီမြို့မှာရှိတဲ့ဘီလီယံနဲ့ချီပြီးတော့တန်ဖိုးရှိတဲ့စစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်များရဲ့ဟိုတယ်နဲ့စီမံကိန်းများကိုလည်းသိမ်းပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်မြို့အထွက်ကအမှတ်နဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ28ရက်နေ့မနေ့7နာရီဝင်းကျင်ကအရာတော်မြို့ထဲကနေပြီးတော့မြို့ရဲ့မြောက်ပိုင်းကိုမောင်းနှင်လာတဲ့6ဘင်းကား၄စီးကိုမြို့အထွတ်အမှတ်နဲ့စစ်ကောင်စီရဲ့ဂိတ်မှရှိတဲ့စစ်သားတွေကတနက်နဲ့ချိန်ပြီးတော့တားဆီးကပစ္စည်းတွေကိုလူယူသွားတယ်လို့သတင်းရတာကြောင့်တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောဆိုထားပါတယ်ဖုန်းက6လုံးငကတ်တစ်စုံနဲ့လက်စွပ်တကွင်းနဲ့ငွေသားတော်တော်များများပါသွားတယ်လို့ပြည်သူတွေကလာအကြောင်းကြားလို့ကျွန်တော်တို့တွေတွားပြီးတော့ပြစ်ခဲ့တာပါလို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တိုက်နယ်တာဝန်ခံတအုပ်ကပြန်လည်ပြောပြထားပါတယ်အခုလိုမျိုးလူရက်ခံလိုက်ရတဲ့ကားတွေဟာအရသာပြည်သူတွေရဲ့ကုန်တယ်ကားတွေဖြစ်ပြီးတော့လူရက်ခံလိုက်ရတဲ့နေရာပတ်ဝန်းကျင်မှာလည်းစစ်ကောင်စီတပ်သားတွေကင်းမုံဝှက်ခဲ့တဲ့ခြေရာလက်ရာတွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်ပြည်သူတွေအနေနဲ့ကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေမှာလုံခြုံရေးအာမခံနိုင်ပြီးမြဲစစ်ကောင်စီတပ်သားတွေရှိတဲ့နေရာတွေကိုဖျက်ဆီးပြီးတော့မဖြစ်မနေခရီးသွားရမယ်ဆိုရင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေရွှေတွေငွေတွေကိုဝင်မသွားဖို့ကိုလည်းအဲ့ဒီတိုက်နယ်တာဝန်ခံကသတိပေးပြောဆိုထားပါတယ်အရာတော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ2024ခုနှစ်ကုန်ပိုင်းကတည်းကစပြီးတော့မြို့တော်ဝိုင်းနဲ့မြို့ရဲ့အနီးအနားကလမ်းတွေမှာကင်းပတ်တာတွေခရီးသွားပြည်သူတွေစီကနေပြီးတော့ငွေညှစ်တာတွေကိုလှုပ်ဆောင်လက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့မှာအတင်းအဓမ္မစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံထားသူများကိုရဲရဲတပ်ရဲရဲတိုက်ရဲရဲချိန်မုံရံ ဒုစစ်ခေါင်းဆောင်စိုးဝင်းကအမိန်ပေးညွှန်ကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ28ရက်နေ့မှာပသိမ်မြို့မှာရှိတဲ့နယ်မြေခံတင်တန်းကျောင်းမှာရောက်ရှိနေတဲ့အတင်းအဓမ္မစစ်မှုတန်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံထားသူများကို အကျန်းဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကတွားရောက်တွေ့ဆုံတဲ့အချိန်မှာရဲရဲတက်ရဲရဲတက်ရဲရဲခြေမုံဆိုတဲ့ရဲသုံးရဲအတန်းရန်သူကိုခြေမုံရမယ်လို့အမိန်ပေးညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးစစ်မှုထမ်းတပ်သားတဲ့များကိုအမိန်ပေးညွှန်ကြားခဲ့တော်လဲရှေ့တန်းတိုက်ပွဲတွေအတွင်းမှာတိတ်ဆုံးရင်အကျန်းဖတ်စစ်တပ်ကသူတို့အတွက်ဘာအချိုးခံစားခွင့်မှမပေးဘူးလို့သိရပါဗါးရန်ကုန်တိုင်းဒလားမြို့နယ်ညောင်ချောင်း၆ဦးကြီးရွာကအသက်၂၀ဝန်းကျင်အရွယ်မောင်နေမင်းထက်နဲ့ တင်ကန်းကျော်မြို့နယ်ကာကြီးရက်ကလေးလမ်းမှာနေထိုင်တဲ့အသက်28နှစ်အရွယ်ကိုဖေရိုးစတိုမှာအကြမ်းမှစစ်တပ်ကတပ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစစ်မှုထမ်းစူဆောင်းခံရပြီးတဲ့နောက်ရှေ့တန်းကိုပို့ဆောင်လိုက်တဲ့အချိန်မှာတိုက်ပွဲထဲမှာတေဆုံးသွားပြီးတော့ကြံရက်ခဲ့တဲ့မိသားစုဝင်များဘာအချိုးခံစား권မှမရဘူးလို့ကြံရက်သူမိသားစုဝင်တချို့ကပြောဆိုထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာမြန်မာနိုင်ငံအနှံ့မှာလူငယ်များကိုပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများဇက်တိုက်လှုပ်ဆောင်လာပြီးတော့ငွေကြေးချမ်းသာတဲ့ဒူလီစီကနေပြီးတော့ ငွေကျပ်သိန်းကိုယာနဲ့ချီပြီးတော့တောင်းခံမှုများဖြစ်ပွားနေကဆယ်ကျော်သက်အရွယ်လူငယ်များပျောက်ဆုံးမှုဟာလေတနေ့တဲ့တနေ့ပုံပုံများပြားလာနေတယ်လို့မိသားစုဝင်တွေစီကသိရပါဗျ။အကြမ်းမစစ်ကောင်စီဟာစစ်မှုထမ်းတင်တန်းစင်တပ်သားတဲ့များကိုစတင်ခေါ်ယူတဲ့အချိန်ကရှေ့တန်းကိုပုံမှန်မဟုတ်ပဲမိမိရဲ့ရက်ရွာများမှာသာ လုံခြုံရေးဆောင်ရွက်ရမယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့တော့လေလက်ရှိမှာတော့စစ်မှုထမ်းတပ်သားတဲ့များကိုရှေ့တန်းကိုပို့ပြီးတော့စစ်တိုက်ခိုင်းနေခြင်းဖြစ်ပြီး မူရဲ့စေဝါများကိုလည်းတရားဝင်သုံးဆွဲခွင့်ပြုထားတယ်လို့လွိုက်ကော်မျိုးအနီးတိုက်ပွဲမှာ KNDF ကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းဖိုးထုနဲ့စစ်တုံးပန်းဖိုးထုနဲ့မျိုးတပ်မင်းတို့ကဝန်ခံပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ